အားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေကျွန်တော်ရင်ကြီးကိုချစ်မိတ်ဆွေတွေဖူရီလေးစောင်းအောင်လို့ကျွန်တော်တို့ကြည်ပြီးတော်ပြီပါဈေးကွက်အချင်းပြတဲ့မနေ့က15ရက်နေ့အထိစတိုက်မှန်ထားတဲ့အချိန်ဒီနေ့16ရက်နေ့မှာမှန်မလားဆိုတာကိုကျွန်တော်ဒီဖူရီမှာအစာဆုံးပြောပြပေးတော်မှာဖြစ်ပါတယ်ပတ်တိပြောပြီးသွားမယ်နေ့တိုင်းမဖြစ်မနေ100%တရားရခိုင်နှုန်းထိမယ်ကီးကိုလည်းကျွန်တော်ပြောပြပေးတော်မှာဖြစ်တယ်မနေ့ကတော့မနက်ခွန်းညာဟောတုံညာလေးတုံညာတနေ့3လေးအခုညကျွန်တော်ယူပေးခဲ့တဲ့ညနေဘက်ကို 83ခေါ့နော်ဒီမှာကျွန်တော်ရဲ့ဒီ group လေးမှာဆိုလဲနော်ဒီအဲ Telegram group လေးမှာဆိုလဲကျွန်တော်ဒီမှာတင်ပေးထားပါတယ်နော်83ဒီပါတဲ့ခဏန်းဖြစ်ပါတယ် main ရောကတော့ leverage နဲ့ဆိုရင်ကျွန်တော်ကကြိုက်တာကတော့31ပေါ့နော်1331ကိုကျွန်တော်ကတော်တော်လေးကိုကြိုက်တာဖြစ်တယ် YouTube channel မှာလည်း leverage ကိုချုပ်ဖို့လို့ကိုဗီဒီယိုနှစ်ခုနဲ့တောင်မှကျွန်တော်ထပ်ပြီးတော့တင်ပေးထားခြင်းဖြစ်တယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကိုဆုံးအောင်လို့ကြည့်သွားပါအဲကျွန်တော်ရဲ့ညီကိုချစ်မိတ်ဆွေတွေပြီးလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ဒါအဲကျွန်တော်တို့ဒါအ ဒီအချိန်ပေါ့နော်ဒီအချိန်လေးနဲ့ကျွန်တော်တို့ဒီနေ့အတွက်ကတနေ့ကိုကျွန်တော်တို့ကစားရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့ပုံမှန်တိုင်းဆိုရင်ခဏန်းကတော့ဒါဒီကိုကိုွဲထွက်ပြီဆိုရင်ကျွန်တော်နောက်ထပ်ပူဒီယိုတစ်ခုနဲ့ထပ်လုပ်ပြီးမှာပေါ့နော်အခုတင်ပေးတဲ့ပူဒီယိုမှာကတော့ဝမ်းချင်းကျွန်တော်ပြောပြပေးသွားမယ်ဒီပူဒီယိုလေးအတွက်မိတ်ဆွေတွေအကျိုးထူးတဲ့အကျိုးရှိတယ်ဆိုရင်ကျွန်တော်ကို like share subscribe လေးလုပ်ပြီးကူညီတော့ပေးပါမင်းနဲ့တိုင်းပါပဲနော်ကျွန်တော်တို့ဒီမနေ့က1ခွန်မှာကျွန်တော်3ခွန်နဲ့ပြီးသွားခဲ့တယ်ဆိုတော့ဒီနေ့ဒီ3ည3အချိန်ဖြစ်ပါတယ် เนาะတုံညာထီရမယ်3ထီရမယ်เนาะတုံညာထီ3ထီနဲ့ပဲကျွန်တော်ညီကိုချက်မိဆိုရည်ဒီနေ့မှာကျွန်တော်ကတော့ခဏန်းကိုခြီးပြီးတော့ကျွန်တော်ပြီးมาဖြစ်ပါတယ်အကိုကွယ်ခဏန်းမထွက်သေးတာဖြစ်တဲ့အတွက်တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ခဏန်းကိုစီပြီးတော့ထုတ်ပြအောင်မမဟုတ်သေးပါဘူးဈေးကွက်ကအင်တက်ကရတဲ့အချင်းကိုပဲကျွန်တော်ဒါပြပေးခြင်းဖြစ်တယ်ပေါ့နော်ပြပေးခြင်းဖြစ်တယ်เนาะကျွန်တော်တို့ဒီမနေ့ကတော့ကကျွန်တော်တို့က ုံးထိတ်နဲ့သွားတာဖြစ်တာဖြစ်တဲ့တော့တုံးထိတ်ကြောင့်မလို့ကျွန်တော်တို့ကအဲဒီစေကောကရတဲ့အချင်းကိုကျွန်တော်တို့ပြန်ပြီးတော့ယူမယ်ဆိုရင်ကနန်းစီကြောရပဲကျွန်တော်ကယူပါတယ်လက်ထရဆိုက်ဘာညာအလိုမျိုးတွေကိုကျွန်တော်တိတ်ပြီးတော့အာကိုအာတာမပြုတ်ပါဘူးတချို့ဆရာတွေကလည်းဒါလက်ထရကနေပြီးတော့ဩကွက်အလိုမျိုးရနေတဲ့ဆရာတွေရှိပါတယ်ဒါဒီ ကနန်းစီကြောဒီဆက်ကင်ဒီကနန်းကိုချနေတယ်လို့ချပြီးတော့သူကဆက်ရက်ချင်တဲ့အချိန်မှာသူတို့အတွက်အဆင်ပြေမယ့်အချိန်ကိုဒိုင်းနေနဲ့တိုင်ပင်ပြီးတော့ရက်ထားခြင်းဖြစ်ပြီးတော့ဒါကနန်းကိုတင်လာဖြစ်တာဖြစ်တဲ့အတွက်လက်တွေ့ဆိုင်နေမှန်ဖို့ဆိုတာကတော်တော်ကိုခက်ခဲပါတယ်အဲ့တော့ကနန်းစီကြောတွေရပဲကျွန်တော်ကပေးတာဖြစ်တာဖြစ်တဲ့အတွက်ယခုဆက်ကင်ဘလိုမျိုးတွေကိုနှစ်သက်တဲ့ဘလိုမျိုးတွေကိုကြိုက်တယ်ဆိုတာလဲမိတ်ဆွေတွေမြင်ပါတယ်နော်ကနန်းတလုံးကိုသူက တရိကဆင်းရင်ဆင်းမဆင်းရဘူးဆိုရင်သူကအဖြောင့်မူတိုင်းဆင်းတယ်မနေ့ကတော့ခွန်သုံးလုံးကိုဒါအဖြောင့်မူတိုင်းသူဆင်းသွားပေးခဲ့တာပေါ့နော်အဲ့တော့ break တရိကတော့သူမလောက်သွားဘူး break တရိကလောက်ရင်လည်းဂျင်းနေပေါက်တိုင်ခွဲမှာပါနော်လေး break တရိကပြီးခဲ့တဲ့ပွဲတော့က3 3လောက်ပြီးညနေ6 6မှာကျွန်တော်တို့ယူပေးတယ်လို့မျိုးအခု6 6 40ယူပြီးသွားတော့ညနေကို31ကျွန်တော်ဖမ်းလာတာပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ပြောချင်တာကတော့အချိန်ဒီ3ည3အချိန်ဖြစ်ပါတယ်ဟိုက အချိန်က8ဖြစ်ပါတယ်နေ့တိုက်ဒီကတော့ 95ကီဖြစ်တယ်ပေါ့နော်ကဲဒီဘူဒီယိုလေးဝင်ကြည့်ထားရဲဆိုရင်တော့အင်ဒက်ကချင်းကိုရမှာပါစုံနေကြည့်ပြီးသွားပြီးဆိုရင်တော့လိုက်လမလေးလောက်ခဲ့ဖို့ကြံပေးပါရနော်ကဲအားလုံးပဲကျေးဇူးများရည်တင်ပါတယ်